ဒီနေ့တော့ဆာလံနံပါတ်39ခုဖြစ်ပါတယ်။ခန်းကြီး39အငယ်1မှ9လူဆိုးတို့အကြောင်းအကြောင်းစိတ်မပူနှင့်မတရားသဖြင့်ပြုသောသူတို့ကိုမညူဆူနှင့်အကြောင်းမူကားသူတို့သည်မကြာမမြင့်မီမြဲပင်ကဲ့သို့ရိတ်ချင်းကို ခံရ၍စိမ့်သောပြိုးပင်ညှိုးနွမ်းတကဲ့သို့ဖြစ်ရလိမ့်မည်။ဒါရုဖျားကိုခိုလို၍ကောင်းသောအချင်းကိုကျင့်လော ပြည်တော်၌နေ၍တစ္ဆာတရားကိုကျက်စားလောသာရဖျား၌မွေလျောခြင်းရှိလောတို့ပြုလျင်စိတ်နှလုံးအလိုပြည့်စုံရသော အခွင့်ကိုပေးတော်မူမည်ကိုအမှုရာကိုသာရဖျား၌အလောကိုရောကိုကူးစားလောတို့ပြုလျင်စည်ရင်တော်မူမည်တင်းဖြောင့်မတ်ခြင်းအကြောင်းကိုအလင်းကဲ့သို့၎င်းတရားသဖြင့်ပြုခြင်းအရာကိုမွန်းတဲ့ရောင်ချီကဲ့သို့၎င်းပေါ်ပြတော်မူမည်သာရဖျားရှေ့မှညီဝတ်စွာနေ၍ ကိုရောကိုငန့်လှင့်လောမိမိအမှု၌အောင်တက်သောသူမကောင်းသော အကြံစီတို့ကိုပြီးစီစေသောသူ၏အကြောင်းကြောင့်စိတ်မပူနှင်အငယ်ရှိမှ15အမြင့်မထွက်စေနှင့်ဒေါသစိတ်ကိုစွန့်ပယ်လောပြင်းမာစေခြင်းကတိုက်တွန်းတတ်သောစိတ်မရှိစေနှင့်ပြင်းမာသောသူတို့သည်ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်သာရဖျားကိုမျှော်လင့်တော်သူတို့မူကား ပြီတော်ကိုအမွေခံရကြလိမ့်မည်ခဏကြာပြီမှ မတရားသောသူသည်မရှိရသူ၏နေရာကိုစစ်စစ်ရှာ၍မတွေ့ရစိတ်နှင့်ချသောသူတို့မူကားပြီတော်ကိုအမွေခံ၍များပြားသောညီသက်ချင်း၌မွေလျော်ကြလိမ့်မည် မတရားသောသူသည်ဖြောက်မတ်သောသူတစ်ဖက်၌ကြံစီ၍အံတွားခဲကြိတ်တတ်၏သို့တော်လည်းသူ၏နေ့ရက်အချိန်ရောက်မည်ကိုဘုရားရှင်တိမြင်၍သူကိုပြုံးရယ်တော်မူ၏ မတရားသောသူတို့သည်ဆင်းရဲငတ်မသောသူတို့ကိုလှဲချခြင်းငှာ၎င်းဖြောင့်မတ်စွာကျင့်သောသူတို့ကိုတတ်ခြင်းငှာ၎င်းဓာတ်ကိုထုတ်လျက်လေးကိုတင်လျက်နေတတ်ကြ၏သို့တော်လည်းသူတို့ဓာတ်သည်သူတို့နှလုံးထဲသို့ဝင်လိမ့်မည်သူတို့လေးသည်လည်းကျိုးကြလိမ့်မည်ငယ်စချုပ်မှ27ဖြောင့်မတ်သောသူ၌နေသောဥစ္စာသည်မတရားသောတကြီးတို့၌ကျွဲဝှက်သော ဥစ္စာထက်သာ၍ကျေးဇူးရှိ၏။ကြောင့်မူကားမတရားသောသူ၏လက်ယုံသည်ကျိုးရလိမ့်မည်။ဖြောင့်မတ်သောသူကိုကသာရဖျားမဆတော်မူ၏။ဖြောင့်မတ်သောသူတို့၏နေ့ရက်ကာလကိုသာရဖျားတိမှတ်တော်မူ၍သူတို့၏အမွေဥစ္စာသည်အစဉ်အမြဲတည်လိမ့်မည်။သူတို့သည်ခရင်သောကာလ၌မျက်နှာမပြတ်အစာခေါင်းမသည့်ကာလ၌ဝတ်စွာစားရကြ၏။မတရားသောသူတို့မူကားပျက်စီးခြင်းတို့ ရောက်ရကြမည်ဒါရဖျားဤရန်သူတို့သည် ကျက်စားရန်အရက်ဤအထရီကဲ့သို့ဆုံး၍မိကိုဖြစ်လျက်ကွယ်ပြောက်ကြလိမ့်မည်မတရားသောသူသည်ချေငား၍မဆက်ဖဲနေတတ်၏ဖြောင့်မတ်သောသူမူကားတနာသောစိတ်ရှိ၍ပိတတ်၏ငယ်၂၂မှ26ကောင်းချီးပေးတော်မူခြင်းကိုခံရသောသူသည်ပြီးတော်ကိုအမွေခံရလိမ့်မည်ကျင်းတော်မူခြင်းကိုခံရသောသူမူကား ပယ်ရှင်းခြင်းသို့ရောက်ရလိမ့်မည်။ကောင်းသောသူ၏ခြေရာတို့ကိုသာရဖျားသည့်ပဲ့ဖြင့်၍သူတွားရလမ်းကို နှစ်သက်တော်မူ၏။ထိုသူသည်လဲတော်လဲဆုံးရသို့မရောက်ရ။အကြောင်းမူကားသာရဖျားသည် သူ၏လက်ကိုကင်မတော်မူ၏။ဖြောင့်မတ်တော်သူသည်စွန့်ပစ်ခြင်းကိုခံသည့်အကြောင်းသူ၏သားမီးတို့သည်တောင်း၍ဆားရသည့်အကြောင်းကိုငါသည် အသက်ပြိုသည့်ကာလမှစ၍ဦးသည့်တိုင်အောင်မမြင်စဘူး။ သူသည်အစဉ်တနာသောစိ်ရှိသည်နှင့် သူတပတိုအာ ချီးငှတ်သည်ဖြစ်၍သူ၏သာမီးတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြ၏အငယ်၂၉နှစ်မှ30ဒုစရိုက်ကိုလွှဲဆောင်၍သူစရိုက်ကိုပြုလို့တို့ပြုလင်းအစဉ်မြဲနေရလိမ့်မည်ဒါရဘုရားသည်တရားကို နှစ်သက်တော်မူ၏မိမိတန်ရှင်းသူတို့ကိုလည်းစွန့်တော်မမူ သူတို့ဒီဆောင်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်မတရားသော သူဤသားမျိုးတို့မူကားပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်ဖြောင့်မတ်သောသူတို့ဒီပြည်တော်ကိုအမွေခံ၍အစဉ်အမြဲနေရကြလိမ့်မည်ဖြောင့်မတ်သောသူဤနှုတ်ဒီပညာကိုမွဲ့ဆိုတတ်၏သူဤရှာသည်လည်းတရားသော စကားကို ပြောဆိုတတ်၏အငယ်37မှ39 သာဝရဖျားဤတရားတော်သည်သူ၏စိတ်နှလုံးထဲမှတည်တည်ဖြစ်၍သူသွားသောအခါမချော်မလဲရမတရားသောသူသည်ဖြောက်မတ်သောသူကိုချုံးမြုံ၍တတ်ချင်းငာရှာကြံတတ်၏သို့တော်လေသာဝရဖျားသည်ထိုသူ၏လက်၌ဖြောက်မတ်သောသူကိုစွန့်ပစ်တော်မူမည်မဟုအစစ်ခံရသောအခါအပြစ်စီရင်တော်မူမည်မဟုသာဝရဖျားကိုမျှော်လင့်၍လမ်းတော်ကိုလျှောက်သွားလော ပြည်တော်ကိုအမွေခံရသောအခွင့်နှင့်ချီးမြောက်တော်မူမည်မတရားသောသူတို့ဆုံးရှုံးခြင်းကိုတင်းဒီကြည့်မြင်ရလိမ့်မည်မတရားသောသူသည်အစိုးတရားပြု၍ပုံရင်းအရမှကြီးပွားသောတစ်ပင်လန်လန်ရှိတကဲ့သို့ကိုကိုကူပြန့်ပွားစေသည်ကိုငံမြင်ရတော်လဲနောက်တဖန်သူသည်ရွှေ့သွား၍ွယ်ပြောက်၏သူကိုလည်းငါရှာ၍မတွေ့ရစုံလင်ခြင်းတရားကိုစောင့်ရှောက်လော့ ြုံမချင်းတရားကိုကြည်ရှုစင်ကြင်လော ထို့သောပြုသောသူသည်အဆုံး၌ညီတက်ချင်းကိုခံစားရလိမ့်မည်အငယ်38မှ40ပြစ်မှားသောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့ရောက်၍မတရားသောသူတို့သည်အဆုံး၌ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်ဖြုံမသောသူတို့၏ကယ်တင်ခြင်းအမှုကိုသာဝရဖျားစီရင်တော်မူ၏ ဘေးရောက်သည့်ကာလ၌သူတို့ခိုလုံရာ ဖြစ်တော်မူ၏။ဒါဝရဖျားသည် သူတို့ကိုမဆကဲတင်တော်မူမီ။ယုံကြည်ခိုလုံသောကြောင့်မတရားသော သူတို့လက်မှနှုတ်ယူကဲတင်တော်မူမီ။အမေနောက်ဒီမှာပြန်တွေ့မယ်ဘုရား။